ဆိုအိန္ဒိယရဲ့ခြေနှံကတော်လေးမှန်းရခဲ့တယ်သူ့ရဲ့လုံရဲ့သူကသူ့ရဲ့လုံနေတဲ့ပုံစံတွေကမြန်မာပြည်ဒီမိုကရေစီဖြစ်ဖြစ်စဉ်ဖြစ်မဲ့အရေးကိုအရန်ကြီးဆောင်ပီးနေတဲ့အနေထားမျိုးမဟုတ်ရဆိုတော့ဒီအခုလက်ရှိမြန်မာနိုင်ငံရဲ့ဒီပခါကတရုတ်ကလည်းဒါသူ့ရဲ့ကုစုရှိဖို့ထိခိုက်တယ်ဆိုပုံမှန်အများဆုံးငင်းချမ်းစေချင်တယ်ဆိုတဲ့လေးပါတို့တယ်အိန္ဒိယကလည်း အဲ့လိုခက်ဆင်စင်လေးတံပဲထွက်တယ်။ဒါပေမဲ့ဒီနှစ်နိုင်ငံကပူးပေါင်းပြီးတော့အခုမြန်မာပြည်ကိုငင်းချမ်းအောင်ပေါ်ဆောင်ပေးတယ်ဆိုရင်လွေနိုင်မဲ့နေထားရှိတာဒီနှစ်နိုင်ငံအရှိပါတဲ့နှစ်နိုင်ငံကြားမှာကျွန်တော်တို့ဘယ်လိုနေထိုင်တဲ့တင်းတယ်လဲမြန်မာအရှိကိုဖြည့်ရှင်းဖို့အကူအညီတောင်းမယ်ဆိုရင်ဘယ်လိုချင်းကမှုမျိုးဟာမျိုးနဲ့ဒီနိုင်ငံချင်းကတင်းတယ်လဲဒါအဲ့ဒါလေးနည်းနည်း ဒီတုံးတက်ပြပါဒီရုပ်နဲ့အိန္ဒိယကူးတွဲပြီးတော့မှမြန်မာပြည်ရဲ့အရေးဖြည့်ရှင်းဖို့ကတော့တော်တော်လေးအလံဝေးလိမ့်မယ်။ဘာလို့လဲဆိုတော့ငကိုကို၌ကသူတို့ရဲ့ခြေချမ်းကမတူချောင်းအိန္ဒိယကဒီမိုကရေစီနိုင်တယ်။ဆော်ဒီမိုကရေစီနိုင်တယ်။တရုတ်ကဒီမိုကရေစီအရင် allergic ဖြစ်တယ်။ very allergic to democracy ပဲ။သူတို့ကျင်သုံးနေတဲ့စနစ်ကို၌က test တော့ဖြစ်တယ်။ဆိုတော့သူတို့ဒီနိုင်ငံနှစ်နိုင်ငံပေါင်းပြီးတော့မှမြန်မာပြည်အရေးဖြည့်ရှင်းဖို့တော့တော်တော်လေးခက်မြန်မာပြည်အတွင်းထဲမှာ ိုပြီးလက်တံဆက်နိုင်တာကတည်းကတကယ်တမ်းပြောလို့ရှိရင်ဝါတို့မင်္ဂလာတို့သူဒီကိုကန်တို့အနေထားမျိုးကြည့်မယ်ဆိုလို့ရှိရင်အုတ်ချုပ်ကြီးစနစ်ကြီးကလည်းအာတရုတ်စီကပဲပြောင်းကြည့်ထားတယ်။ဒါကြောင့်လာရှိုးအနေထားကိုပြင်ကြည့်မယ်ဆိုလို့ရှိရင်တရုတ်ရဲ့ဖိအားကြောင့်ဒီလောက်အသေးပြောက်များပြီးတိုက်ခိုက်ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့လာရှိုးတော်မှာတသက်တစ်ချက်မှမဖောက်ဘဲနဲ့ပြန်ပြေးရတဲ့အနေထားမျိုးအဆင့်ထိကြောင်းအောင်တရုတ်ကနေဂျာဝင်ကစားခဲ့တယ်။ဆိုတော့ သူတို့အနေထားကြည့်ရင်တရုတ်ရဲ့ protectorate အနေထားမျိုးသွားဖြစ်နေတယ် confederation တော့မကျော်နေဆိုတော့အထူးသဖြင့်တော့တရုတ်ကသူ့ရဲ့သူ့ရဲ့အကျိုးအမြတ်တစ်ခုကိုပဲရှိတယ်။နေဆက်နဲ့ချိတွေ့နေတဲ့နေရာတွေကပိုတော့မှသူက democracy ဖြစ်သွားမှာသူပို့ပြီးတော့မှမလုံတော့ဘူး။ဒါကတရုတ်ရဲ့ခြေလှမ်း။ဆိုတော့အိန္ဒိယရဲ့ခြေလှမ်းကတော်တော်လေးမှန်းရဖြစ်တယ်။ခုန nationalist တမားကြီးတက်လာတဲ့အခါကျတော့ the great american again လို့သူ trump ကတော့ကြွေးကြော်တယ်သူ။ moody ကတော့အဲ့လိုတော့မကြွေးကြော်ပေမဲ့လည်းသူ့ရဲ့လုပ်ရည်တူက သူ့ရဲ့လုပ်နေတဲ့ပုံစံတွေကမြန်မာပြည်ဒီမိုကရေစီဖြစ်ဖြစ်စဉ်ဖြစ်မဲ့အရေးကိုအရင်ကြီးဇောင်းပီးနေတဲ့အနေအထားမျိုးမတွေ့ရဘူးသူ့ရဲ့ interest ပေါ်ခြေတယ်ပြီးတော့ကလတန်စီမံကိန်းသူ့ရဲ့စီမံကိန်းအောင်မြင်ဖို့တခုလောက်ပဲသူက balance လို့နေလို့ဒီပြန်ကြည့်တဲ့အနေအထားဆိုတော့နှစ်ဖက်စလုံးကနှစ်နိုင်ငံစလုံးကသူ့ရဲ့အကျိုးအမြတ်ပေါ်ပါခဲ့အခြေထိုင်ပြီးတော့မှမြန်မာပြည်ရဲ့အနေအထားမျိုးရှုမြင်ပုံသက်တဲ့အခါကျတော့မြန်မာပြည်ရဲ့အရေးဖြည့်ရှင်းပေးဖို့ဆိုတဲ့ ဒီလိုညှော်လင့်နေတဲ့အနေအထားမျိုးဒီနှစ်နိုင်ငံကတော့ initiate လုပ်ဖို့တော့ကျွန်တော်မမြင်မိဒီစားတာတစ်ခုကတော့ပြောင်းလဲဆိုတော့ပြည်တွင်းကနေပြောင်းလဲမှုစပါမယ်ဆိုတော့တကယ်ကိုအားကိုးရမယ်ကကိုပြည်သူတွေကိုအတွင်းထဲကကိုပြည်သူတွေပဲပြန်ပြီးအားကိုးရပါလိမ့်ဒီပုံစံနဲ့ပဲကျွန်တော်တို့အပြောင်းလဲကိုပြန်ပြီးတော့မှပုံဖော်ယူလို့ရမယ်လို့မြင်မိပါတယ်